အလုံးမဲမင်္ဂလာပါ The Great Godzilla Terror မှာဖြစ်ပါတယ်။တင်းတွက်မနှက်ဖြံငွေကြီးကန်ချင်းတွေကိုဖတ်ကြားပေးမှာဖြစ်ပါတယ်။အဲ့တော့မနှက်ဖြံမှာငွေကြီးကန်ချင်းတွေအပြင်ငွေကြီးကန်တော်တော်လေးအောက်ကောင်းနေတဲ့နေမျိုးဖြစ်ပါတယ်။စိုင်းရောင်းဝယ်သမားတွေအနေနဲ့ဆိုလို့ရှိရင်လည်းပေါ့နော်။အဲ customer များများဝယ်မဲ့နေမျိုးဖြစ်ပါတယ်။ပြီးတော့မနှက်ဖြံမှာအလုတ်ကင်နေလဲပေါ့နော်။အများကြီးလုတ်ရမယ်။အလုတ်တွေလည်းအများကြီးပေါ့နော်။လက်ခံရရှိမယ်။နောက်တစ်ခါပေါ့နော်။ဟော ဂုံလူအဂုံလူယာတူတို့ဖို့အတွက်ပေါ့နော်မျောလိနေတဲ့သူတွေအနေနဲ့ဆိုလို့ရှင်လဲရရှိနိုင်မယ်နောက်တစ်ခုတက်အမိုးအရန်ကြီးတော့ပေါ့နော်ကြောင်မြယတနာတွေပေါ့အဲ့လိုမျိုးတွေလဲဝင်ကင်းရှိတယ်ဆိုတာမျိုးတွေ့ရတယ်နောက်တစ်ခုပါလဲဆိုတော့ကိုယ့်ရဲ့အထက်လူကြီးအမျိုးသမီးတို့မဟုတ်ပေါ့နော်ဒီလိုမျိုးအာမိပါအတော်စသဖြင့်အဲ့လိုအကြီးကဲအမျိုးသမီးကြီးတွေစီကနေပြီးတော့လဲပေါ့နော်တစ်ချိန်ချိန်မှာငွေကြီးနဲ့လဲလှယ်တဲ့အခါမှာ အရန်ကို တမိုးကြီးမတဲ့အဲဆောင်းရောင်ပစ္စည်းမျိုးတွေပေါ့နော်အဲ့လိုယတနာပစ္စည်းမျိုးတွေတမိုးကြီးမသောယတနာပစ္စည်းမျိုးတွေလက်ခံရရှိတတ်တယ်ဆိုတာမျိုးတွေ့ရတယ်။အဲနောက်တစ်ခုငွေကြေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်မနက်ဖြန်မှာဆိုလို့ရှိရင်ဒီယာတီပေါ်လုပ်ငန်းတွေလောက်ကိုင်းတဲ့သူမျိုးတွေဆိုလို့ရှိရင်လည်းတော်တော်လေးကိုပေါ့နော်အဲ ငွေကြေးဝင်ငွေများလိမ့်မယ်လုပ်ငန်းအားကောင်းလိမ့်မယ်ဆိုတာမျိုးတွေ့ရတယ်နောက်တစ်ခုပါလဲဆိုခီးသောလုပ်ငန်းနဲ့ဆိုင်တဲ့လုပ်ငန်းတွေလုပ်တဲ့သူတွေအဲနောက်တစ်ခုအကျွေးမြီပေါ့နော် ရှားဖို့ရှိတဲ့သူတွေကျွေးဟောင်းနေနောက်တစ်ခါနိုင်ငံရခြားနဲ့ပတ်သက်ဆက်ဆက်ပြီးတော့လုပ်ရမယ်လုပ်ငန်းတွေနော်တရားရေးရကိစ္စနဲ့ပေါ့နော်ပတ်သက်ပြီးတော့လုပ်ရမယ်လုပ်ငန်းတွေနဲ့ပတ်သက်လို့ရှိရင်အရန်ကို ောင်းမွန်တဲ့နေမျိုးဖြစ်တယ်ငွေဝင်လာခိန်းနေရှိတယ်ဆိုတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့ဟိုကျွေးမြီရစီရရှိရသူတွေဆိုလို့ရှိရင်လည်းပေါ့နော်မနှက်ဖြံမှာကိုရစီရရှိတဲ့ငွေကြီးကိုပေါ့နော်ကိုဘက်ကနေမျောလင်းချက်ကြီးကြီးနဲ့အဲပျော့ပျော့ပြောင်ပြောင်လုံးမနေပဲနဲ့ပေါ့နော်ပြက်ပြက်တတ်တာမမထန်ထန်နဲ့ပေါ့နော်ပြောစီရရှိတာပြောတောင်းဆိုစီရရှိတာတောင်းဆိုလို့ရှိရင်တော့ လုံးဝရဖို့ပေါ့နော်ဂိမ်းကတရားရခိုင်တော့ ရှိတယ်ဆိုတာမျိုးတွေ့ရတယ်ပေါ့နော် အရင်တုန်းကပေါ့နော်ကြာကြန့်ကြာနေတဲ့ငွေကြေးတွေရှိရဆိုလို့ရှင်တောင်းအလောက်ကိစ္စတွေရှိရဆိုလို့ရှင်တောင်းမနှက်ဖြတ်မှာပေါ့နော် ပြောလို့ဆိုလို့ပေါ့အားလုံးအဆင်ပြေသွားမဲ့ပုံစံနဲ့မိတ်မျိုးတွေ့ထားပါတယ်နော်အဲ့တော့ចောင်းသားလူငယ်တွေဆိုလို့ရှိရင်လေဒီငွေကြေးနဲ့ပတ်သက်ပြီးတော့ပေါ့နော် ကိုနဲ့အဲခင်မင်းတဲ့သူတွေပေါ့နော် အသက်ရမတူရင်တော့ခင်မင်းတဲ့သူတွေကပေါ့နော်အဲ့လိုမုံဘိုးငွေတွေပါတယ်ပေးတာမျိုးတွေလည်းကြုံရတတ်တယ်ဆိုတာမျိုးတွေ့ရပါတယ်အဲ့တော့မနှက်ဖြစ်မှာဆိုလို့ရှိရင်ငွေကြေးနဲ့ပတ်သက်ပြီးတော့ကံကောင်းနေမယ်နေ့တနေ့ဖြစ်တယ်ဆိုတာမျိုးတွေ့ရပါတယ်ဒါဆိုရင်တင်းတော်မနှက်ဖြာငွေကြေးကံဟော်ကိန်းပြပါပြီအားလုံးပဲငွေကြေးလက်လာပါများဖွံ့ဖြိုးကြပါစီ